ာပါရှင်ကျမကတော့ဂျာမုံပါအောက်တိုဘာ14ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြည့်ရတွေကိုတင်ဆက်ပေးပါမယ်ရှင်။ထိုင်းကမ္ဘောဒီးယားငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုမှုကိုထရမ့်တက်ရောက်ဖို့ရှိနေပါတယ်။ဗင်နီဇွဲလားအတိုက်ခံကောင်းဆောင်ကိုနိုဘယ်ဆုပေးခဲ့တဲ့နောက်နော်ဝေးကတန်ယုံကိုဗင်နီဇွဲလားပိတ်သိမ်းလိုက်ပါပြီ။ဒါအပြင်ဆက်ချွရင်းပြီးရေပေါ်ဖို့ခုံမောင်းခဲ့ရတဲ့ရုရှားရင်ငုပ်သင်းဖို့အကြောင်းလဲနားဆင်ရမှာပါ။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားငြိမ်းချမ်းရေးသဘောတူစာချုပ်ချုပ်ဆိုမဲ့အခမ်းအနားကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တက်ရောက်ဖို့ရည်ရွယ်ထားပါတယ်။ဇူလိုင်လကုန်ပိုင်းတုန်းကအနယ်ဇက်ပရိပခါကြောင့်၅ရက်ကြာစစ်ခင်းတိုက်ခိုက်ခဲ့တဲ့ရှေးတောင်အာရှအိန္ဒိယချင်းနှစ်နိုင်ငံကြားမှာအပြစ်အခတ်ရပ်ဆဲနိုင်အောင်အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့ထရမ့်တို့ကဥဆောင်ညှိနှိုင်းပေးခဲ့ကြပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကအပြစ်ရပ်ထားပေမဲ့ငြိမ်းချမ်းရေးစာချုပ်တော့လက်မှတ်မထိုးရသေးပါဘူး။အဲ့ဒီလက်မှတ်ရေးထိုးမှုကိုလာမယ့်အာဆီယံထိပ်သီးညီလာခံအတော်အတွင်းပြုလုပ်ဖို့ရှိပြီးထရမ့်ကိုယ်တိုင်လည်းတက်ရောက်လိမ့်မယ်လို့ မလေးရှားနိုင်ငံသားရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။ Trump ကမလေးရှားရဲ့ဖိတ်ကြားမှုအရကွာလာလမ်ပူမှာကျင်းပမယ့်အာဆီယံထိပ်သီးညီလာခံကိုတက်ရောက်ဖို့စီစဉ်ထားပါတယ်။မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကတမဒါထရမ်ဟာထိုင်းကမ်ဘောဒီးယားငြိမ်းချမ်းရေးသဘောတူညီမှုရယူတာကိုကိုရာမြင်တွေ့ဖို့ဆန္ဒရှိနေကြောင်းသတင်းထုတ်တွေကိုဒီနေ့မှမှတ်ချက်ပေးသွားပါတယ်။ထိုင်းကမ်ဘောဒီးယားငြိမ်းချမ်းရေးကိုမလေးရှားနဲ့အမေရိကန်ပူးပေါင်းညှိနှိုင်းကြက်မှတ်ပေးမှာဖြစ်ကြောင်းအဲဒီသဘောတူညီမှုအရနှစ်နိုင်ငံစလုံးဟာ နေကြားမှာထောင်ထားတဲ့မြေမြုံမိုင်းတွေတဆင်ထားတဲ့လက်နက်ကြီးတွေအားလုံးကိုဖယ်ရှားပေးရမှာဖြစ်ကြောင်းဟာဆန်ကဆိုပါတယ်အတိအကျမပြောနိုင်သေးပေမဲ့ငိမ့်ချမ်းရေးသဘောတူလက်မှတ်ရေးထိုးမှုကိုအောက်တိုဘာ26ကနေ28ထိကွာလာလမ်ပူမှာကျင်းပမယ်အာဆီယံထိပ်သီးညီလာခံအတွင်းမှာလှုပ်ဆောင်နိုင်ဖို့မျှော်လင့်ထားကြောင်းသူကဆက်ပြောပါတယ်ဇူလိုင်လကောင်ပိုင်းမှာဖြစ်ခဲ့တဲ့စစ်ရေးပဋိပက္ခအပြည့်ရပ်ပြီးတဲ့နောက်ပိုင်းနှစ်ဖက်ကြားမှာသွေးထွက်တမ်းယူတိုက်ခိုက်မှုတွေထပ်မဖြစ်တော့ပေမဲ့ 813ကီလိုမီတာရှည်လျားတဲ့နယ်စပ်တစ်လျှောက်မှာတင်းမာတဲ့အခြေအနေတချို့တော့ရှိနေသေးပါထိုင်းဝန်ကြီးချုပ်အနူတင်ချန်ဗီရာကူကသူဟာပြီးခဲ့တဲ့သတင်းပတ်မှာ Trump စီကဘေးစာတစ်စောင်ရရှိထားပြီးစာထဲမှာတော့ Cambodia နဲ့တင်းမာမှုတွေကိုဖြေရှင်းဖို့ Trump ကတိုက်တွန်းထားကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်ရှင် Nobel ငြိမ်းချမ်းရေးဆုရွေးချယ်မှုအပေါ်မကျေနပ်တာကြောင့်လို့ယူဆရတဲ့အခြေအနေမျိုးနဲ့နော်ဝေးနိုင်ငံမှာရှိတဲ့တန်ယုံကို Venezuela ကပိတ်သိမ်းလိုက်ပါတယ် ဗင်နီဇွဲလာဟာနော်ဝေးနိုင်ငံရဲ့မြို့တော်အော့စလိုမှာရှိတဲ့တန်ယုံကိုဘာအကြောင်းပြချမ်းမှမပေးဘဲရုတ်တရက်ပိတ်သွားကြောင်းနော်ဝေးနိုင်ငံသားရေးဝန်ကြီးဌာနကပြောပါတယ်ဗင်နီဇွဲလာကဘာမှရေးရရရမပြောဘဲတန်ယုံကိုပိတ်ထားလိုက်တယ်ဆိုတာအကြောင်းကြားလာတယ်လို့နော်ဝေးနိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအမျိုးသမီးစစ်စလိုင်းရိုအန်က AFP သတင်းဌာနစီအတည်ပြုခဲ့ပါတယ်ဒီနေရာမှာဘာအကြောင်းပြချမ်းမှမပေးဘူးဆိုပေမဲ့နော်ဝေးနိုင်ငံခြေဆိုင် Nobel Committee ကအခုနှစ် Nobel ငြိမ်းချမ်းရေးဆုကို ဗင်နီဇွဲလာအတိုက်ခံကောင်းဆောင် မာရီယာကော်ရီနာမာချာဒိုစီပေးရချီးမြှင့်လိုက်ပြီးရက်နှဲငယ်ကြမှာတင်အခုလိုတန်ယုံကိုပိတ်လိုက်တာပါတနည်းအားဖြင့်နိုဘယ်ငြိမ်းချမ်းရေးဆုရွေးချယ်မှုအပေါ်ဆန္ဒပြတဲ့အနေနဲ့ဗင်နီဇွဲလာအစိုးရကအခုလိုတုံ့ပြန်လာတာလို့နိုင်ငံရေးကက်ခတ်တွေကယူဆကြပါတယ်မာချာဒိုကဗင်နီဇွဲလာသမ္မတနီကိုလတ်စ်မာဒူရိုကိုအဓိကဆန့်ကျင်ရက်တည်နေတဲ့ဒီမိုကရေစီရေးတက်ကြွလှရှားသူတိုက်ခိုက်ခေါင်းဆောင်ဖြစ်ပါတယ်။သူကအမေရိကန်အပါအဝင်အနောက်မဟာမိတ်နိုင်ငံတွေစီကထောက်ခံမှုတွေကို ရရှိထားတဲ့သူပါဗင်နီဇွဲလာတန်ယုံပိတ်လိုက်တဲ့ကိစ္စကစိတ်မကောင်းစရာဖြစ်ကြောင်းနှစ်ဖက်ကြားအမြင်မတူတာတွေရှိတဲ့အတိုင်းနော်ဝေးဟာဗင်နီဇွဲလာနဲ့ဆွေးနွေးမှုတွေကိုဆက်လက်လှုပ်ဆောင်ရင်းတန်တမာရေးအရာဆက်ပြီးအလုပ်လုပ်ခြင်းကြောင်းရိုအန်ကဆိုပါတယ်သတင်းတွေအရအော့စလိုမှာရှိတဲ့ဗင်နီဇွဲလာတန်ယုံဟာသက်ဆိုင်ရာဝန်ဆောင်မှုတွေတာဝန်တွေအားလုံးကိုအောက်တိုဘာ23ရက်နေ့မှာရပ်တန့်လိုက်ပြီးဖုန်းဆက်ရင်လည်းမကင်တော့ဘူးလို့သိရပါတယ်ဗင်နီဇွဲလာအစိုးရကတော့ နော်ဝေးမှာတင်မကပဲအော်စတြေးလျမှာရှိတဲ့တန်ယုံကိုပါပိတ်ထားလိုက်ကြောင်းဂျာကမဟာဗျူဟာဆိုင်ယာပြန်လဲပြင်ဆင်နေရာချမှုတစ်ခုအတွက်လှုပ်ဆောင်တာသာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ဒါပေမဲ့အသေးစိတ်အချက်လက်တွေကိုတော့မကြေညာခဲ့ပါဘူးရှင်။ရုရှားရင်ငုတ်သင်္ဘောတစည်းဆက်ချုံရင်ပြီးပြင်သစ်ကမ်းလွန်မှာရေမျက်နှာပြင်ပေါ်ဖော်ပြီးခုံမောင်းခဲ့ရတာနဲ့ပတ်သက်လို့နေတိုးစစ်မဟာမိတ်အကြီးအကဲကလှောင်ပြောင်သွားပါတယ်။ရုရှားရေတပ်ကတော့ဒီဇယ်အင်ဂျင်တက်ဆင်ထားတဲ့ Novarosis ရင်ငုတ်သင်္ဘောဟာ ပြင်သစ်နိုင်ငံကမ်းလုံးအင်္ဂလိပ်ရေလက်ကြားထဲမှာရေမျက်နှာပြင်ပေါ်ဖော်ပြီးခုံမောင်းခဲ့ရတာဟာစက်ပိုင်းဆိုင်ရာပြဿနာကြောင့်မဟုတ်ပါဘူးလို့ညင်းဆိုထားပါတယ်။ရင်ငုတ်တင်ပေါ်အနေနဲ့ရေမျက်နှာပြင်ပေါ်မှာခုံမောင်းတာဟာနိုင်ငံတကာရေချောင်းသွာလာမှုစီးမြင်တွေနဲ့လည်းကန့်ညီပါတယ်လို့ရုရှားကပြောပါတယ်။ဒါပေမဲ့ပြိုင်ဘက်နိုင်ငံတွေရဲ့ကမ်းလွန်နာမှာရင်ငုတ်တင်ပေါ်တစည်းရဲ့တီးနေရာကိုဖော်ပြပြီးခုံမောင်းတာမျိုးကလုတ်ရိုးလုတ်ဆင်ကိစ္စတော့မဟုတ်ပါဘူး။အကျိုးဆက်ဖြစ်အဲ့ဒီရင်ငုတ်တင်ပေါ်ရဲ့ခီးစဉ်ကို ဗြိတိန်စစ်သင်္ဘောတစ်စီးနဲ့ရဟတ်ယင်တစ်စီးကမျက်စိတောက်ထောက်လိုက်လံစောင့်ကြည့်တာခံခဲ့ရပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုံမှာတော့အဲ့ဒီရင်ငုံသင်္ဘောကိုမြောက်ပိုင်းပင်လယ်ပြင်ဘက်စီရုရှားဆွဲသင်္ဘောတွေကဆွဲယူသွားတာတွေ့ခဲ့ရတယ်လို့ Netherlands အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ Netherlands ဝန်ကြီးချုပ်ဟောင်းတဦးဖြစ်သူ NATO အတွင်းမှုချုပ် Mark Rutte ကအဲ့ဒီရုရှားရင်ငုံသင်္ဘောရဲ့အဖြစ်ကို Slovenia နိုင်ငံမှာပြောကြားတဲ့မိန့်ခွန်းတစ်ခုတည်းထည့်သွင်းပြီးလောင်ပြောင်သွားခဲ့တာပါ။ဒီထဲမှာသူက1984ခုနှစ်ထုတ် Tom Clancy ရဲ့ဝတ္ထုဖြစ်တဲ့ The Hunt for Red October ကိုကိုးကားခဲ့ပါတယ်။အဲ့ဒီဝတ္ထုပါအကြောင်းရင်းကတော့ရုရှားရေတပ်ရဲ့နည်းပညာအမြင့်ဆုံးရေငုပ်သင်္ဘောတစ်စီးကပထမဆုံးပင်လယ်ပြင်စစ်ဆင်ရေးမှာခြေရာဖြောက်သွားတဲ့နောက်ရုရှားနဲ့အမေရိကန်တို့ကအပြိုင်ဆိုင်လိုက်ရှာခဲ့ကြပုံကိုစိတ်ကူးရင်ရေးသားထားတာပါ။ The Hunt for Red October ထဲမှာရုရှားကရေငုပ်သင်္ဘောကိုလိုက်ရှာခဲ့ပေမဲ့အခုတော့အနည်းဆုံးဆက်ပြန့်စရာကိုလိုက်ရှာနေရပြီလို့ရူတေးကပြောပါတယ်။နောက်ပြီးဆက်ပြန့်နေတဲ့ရေရင်ဟာ အင်ကိုထော်ချိုးထော်ချိုးနဲ့ပြန်သွားရှာတယ်လို့လည်းသူကဆက်ပြောပါတယ်။ Novorossiysk ရေငုပ်သင်္ဘောဟာရုရှားရဲ့ပင်လယ်နက်ရေတပ်ဖွဲ့အစိတ်ပိုင်းဖြစ်ပါတယ်။ရုရှားရဲ့လုံခြုံရေးအစီအမံဆိုင်ရာစာရွက်စာတမ်းတချို့ပေါက်ကြားမှုအရအဲ့ဒီရေငုပ်သင်္ဘောဟာစက်တင်ဘာ29ရက်နေ့မှာလောင်စာဆီယူဆိတ်မှုစတင်ကြုံခဲ့ပြီးပောက်ကွဲပျက်စီးနိုင်တဲ့အန္တရာယ်ပါရှိခဲ့တယ်လို့သိရပါတယ်။ဗြိတိန်ရေတပ်ကတော့ရေပေါ်မှာထင်းထင်းကြီးပေါ်နေတဲ့အဲ့ဒီရေငုပ်သင်္ဘောရဲ့လမ်းကြောင်းကို အောက်တိုဘာ9ရက်ကနေ9ရက်နေ့ထိစောင့်ကြည့်ခဲ့တယ်လို့ဆိုပါတယ်။နောက်တော့ရေငုပ်သင်းပေါ်နဲ့အဲ့ဒီရေရင်ကိုဆွဲယူသွားတဲ့သင်းပေါ်ပါနယ်သာလန်ရေတပ်ကဆက်လက်စောင့်ကြည့်ခဲ့ပါတယ်။ရုရှားပင်လယ်နဲ့ရေတပ်ဖွဲ့ကတော့အဲ့ဒီရေငုပ်သင်းပေါ်ဟာစက်ပိုင်းဆိုင်ရာပြဿနာကြောင့်မဟုတ်ဘဲတမင်ရေမျက်နှာပြင်ပေါ်ပေါ်ပြီးခုံမောင်းခဲ့တာသာဖြစ်တယ်လို့ကြေညာထားပါတယ်ရှင်။ People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြပြသွားတာဖြစ်ပါတယ်ရှင်။